22ရက်3လ2025ပေါ့နော်မြေပြင်ရရှိတဲ့သတင်းချက်လက်တွေကိုကျွန်တော်ဖြည့်ခံသွားတဲ့အမုန်းခံလူသားစီကသမားတယောက်အနေနဲ့ပေါ့နော်နိုင်ငံတော်အကြီးအကဲတွေတိုင်းပြည်အေးချမ်းစွာနေထိုင်နေတဲ့ပြည်သူလူထုတွေတက်မတော်နဲ့တက်မတော်သားမိသားစုဝင်တွေသိရှိအောင်ကျွန်တော်ကအဖြစ်ကံဘဝနဲ့အမုန်းခံလူသားအဖြစ်ရက်တည်ပြီးတော့တင်ပြပေးမှာဖြစ်တယ်ပေါ့နော်သတင်းတွေကတော့အများကြီးရှိတယ်ကျွန်တော်လည်းခကြီးထွက်နေရတယ်နောက်တစ်ခုကရှေ့တန်းအတွက်အလူတန်းလေးတွေလုပ်ဖို့အတွက်ရှိတယ်ပေါ့နော်တိုင်းပြည်ပြည့်ရည်တဲ့ပြည်သူငှက်ချိန်ဝန်ထမ်းကျက်ပြက်ခရိုနီဖက်ရွေး ငါနဲ့ငါမယားမယားငယ်လေးကောင်းစားရေးအတွက်တိုင်းပြည်ပန္နာမြေတထွာနှင့်တယံဇာတတူးဖို့ချေမွဖို့ထုတ်ကြ၍လိန်လေရောင်းချကြလီတော်တဲ့အဘဲပြစ်မှုမြောက်မီနီးတဲ့နော်ဒါတော့တငင်းတယောက်ကြီးပြတာတဲ့တည်င်းတွေကတော့ဟိုပါပေါ့ရည်တူစစ်ကြောင်းကလဲတဲ့လဲတဲ့ကျုံးမိုးခွဲရွာအကျန်းဖက်များအပြစ်ခတ်ဖမ်းဆီးရအသည် 明亚比俺在困难高，我们对不？起 <noise>，盘丝亚米的，哎 <noise>，他们那不，那一直就，有那伊嘞，就讲讲盘面出比对象崩溃的对面，啊，对，这个盘丝亚，俺在做盘丝亚米讲，员工亏的个太好表出的。因为恁那说的，恁那找哪一个人呢？哎，讲白，五六年了，五个月没白过，市场走稳要多点耐心比较，第二点嘞，伊嘞全国被数别个盘丝钱，啊，对面的，没对不？新盘，市场第二来的，侬看嘛，你为你都疑问在的。 အောင်မြင်မှုဒုတိယညီမကြအထက်ကပို့စ်မှာ21ရက်နေ့နေ့တွေပိုင်းအချိန်ကတောင်းကန်းဒေတာတွေတောင်းကန်းကွန်မတိုတွေရဲ့ပထမညီမကြရန်သူနေရာအသိမ်းပိုက်ရရှိမှုတင်ပြထားခဲ့ပြီးဒုတိယညီမကြနေရာဆက်လက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ဒီနေ့နေ့လေးနာရီကျော်ခန့်မှာဒုတိယညီမကြရန်သူစခန်းအထက်မှသိသိရရှိခဲ့ပြီးဖြစ်စဉ်မိမိဘက်ကမစိုးရိမ်ရဒဏ်ရာရတူရရှိခဲ့ပြီးရန်သူထံမှအကြမ်းဖက်တရားနယ်နေ2လောင်းနဲ့လက်နက်မျိုးစုံ3လမ်း MA 89လောင်းချာတစ်လက် MA 3တနက်တစ်လက်ပစ္စည်းတစ်လက်3 GA ကြီးစံများပြည်ချင်းဘန်ကားချင်းများ တဲ့ဆက်သွေးဒူမြောင်မှာထပ်မံဒိဗာရရှိခဲ့ပါတယ်တဲ့ဆက်လက်အောင်မြင်ချက်နေပြည်ရှင်းနေတဲ့ဘုရန်သူအလောင်းလက်နဲ့ပြရရှိနိုင်ပါတယ်တဲ့နော်အဲနောက်ကျတော့စတော့မယ်နော်ကံကြီးနေတဲ့လက်ပံကုန်းညောင်မင်းသားရွာတွေမှာကိုကန့်တွေပါရောက်နေကြောင်းဖုံးဆက်တွေရပါတယ်တဲ့တမတော်သားတွေအတွက်တည်ထားနိုင်ဖို့ပါစစ်ဘေးကြောင်နေရရတဲ့ပြည်သူတွေစိုက်ပျိုးထားတဲ့ကြံခင်းတွေကိုခွေးတကိုးတပုံတွေကစနဘိန်ကားတွေနဲ့တဲယူပြီးအင်းဝိုင်းတကြားဆက်မှာရောင်းစားနေကြတယ်လို့ပြောလာကြပါတယ်တဲ့ပြောင်းဆိုင်ခင်းတွေဆိုလည်းသူတို့အကုန်ရောင်းစားနေကြပါတယ်တဲ့အဲ့ဒါတော့ခင်ဗျားတို့တပုံရဲ့ တပုံရဲ့ပေါ့နော်လက်အောက်မှာနေကျင်တဲ့လူတွေပေါ့နော်ခံကြပေါ့နော်ဒါကတော့ကျွန်တော်ခီးသွန်းနေလို့မတင်ညာဖြစ်လိုက်တာပေါ့19ရက်3025ရက်နေ့မကြီးရဲ့ဘုံကြီးကြောင့်အရှိမကြီးရဲ့မဲပုတ်လမ်းပေါ်ကြီးပလောင်ပရိယမြအခြေပြုလက်ရှိတော့တောင်ကုန်းကခမရဆက်ခွန်မှာတိုက်ခတ်ခဲ့ပြီးခမရ905မှာပိတ်ဆို့ရေးပြုလို့ပြုလို့ပြီးဟန်ချက်ကြီးဆောင်တိုက်ခတ်ရခမရဆက်ခွန်မှာ9လောင်းနဲ့3လက်ရပြီးခမရ905မှာ1လောင်း1လက်ရစုစုပေါင်း6လောင်း4လက်ရရှိတာပြီးဖြစ်ပါတယ်တဲ့ကိုဘုံကြီးရဲ့ယနေ့ကြောင့်မဲဘက်ကဖုံးဆက်လာတဲ့တဲ့နောင်ချုံမျိုးကပလောင်တွေကြောင်မဲကိုပြေးကုန်ပြီတဲ့ကြောင်မဲမျိုးခန်းစစ်အတွက်ကောင်း ခံစေအတွက်ကောင်းတယ်စကကနဲ့တက်နေတခုလုံးခံစေကုန်းတအားကောင်းသောကြောင့်အထူးသတိထားရပါမယ်တဲ့မြို့အဝင်ကလည်းပန်းပောင်ကဝင်ပူပြီးတက်ကွင်းကောင်းပါတယ်တဲ့အထူးသတိထားဖို့ပြောပြပါတယ်နောက်ကျတော့ပလောင်အနေနဲ့ခံစေမကောင်းတော့ပါဘူးတဲ့နော် ကိုဘုံရေးနဲ့သခိုင်းတိုင်းအထက်အထက်ပိုင်းမော်လိုက်ခရင်ဖောင်းပြင်းမျိုးကို PDF တွေကကုန်းလန်းရေလန်းတွေပိတ်ထားတာ၂လချော၃လဝင်းကျင်လောက်ရှိနေပါပြီ။ဒါကုန်စင်းနှုံးတွေကလည်းကြီးတယ်။အလို့အကိုင်းကမရှိဆိုတော့စားဝင်းတွေကချက်တင်းနေကြရတယ်။ရေလန်းကုန်းလန်းပိတ်ထားတဲ့ရွာတွေကတော့ဖောင်းပြင်းမျိုးအထက်၄မိုင်ကျော်ခန့်အကွာသက်တောင်း PDF တွေပါတဲ့။ဖောင်းပြင်းအောက်ဘက်နမ်းမော်လိုက် PDF တွေကပိတ်ဆို့ထားခြင်းဖြစ်ပါလေ။အထက်လူကြီးများသိရှိစေရန်ကျေးဇူးပြုရပြောပေးပါဟုတ်နဲ့ကိုဘုံချမ်းပါပါလေ။နောက်တစ်ခုကတော့လာရှိုးသဘုံလောက်အောင်မှာနေကျင်တဲ့ပြည်သူလူထုတွေဒါပြည်သူရဲ့ စကားတမ်းပေါ့နော်လာကျော်ပြည်သူစင်ဦးကြီးကပုဂ္ဂလိကစင်ဦးဖြစ်သွားပြီလားတဲ့တခါမှမကြဘူးတဲ့တ냐ရိခတောင်းဝဲပေးရတယ်စစ်ဆောင်ပြည်ပြန်လာတော့ဝင်လာတဲ့လူတွေစားကြရတောင်းနဲ့အမနိုင်တနိုင်နဲ့ခေါင်းပြည့်၍တေယုံမတပါးပဲပေါ်တယ်စေတူးစေတော့ခွဲစိတ်ဓမ္မရိုက် အန်ဒရာဆောင်ရိုက်ဝင်ချင်းပြေတာရပြီးမှလုပ်ပြီးတော့ပုဂ္ဂလိကဆေးရုံစတိုင်ဖြစ်ပြီတဲ့ပုဂ္ဂလိကဆေးရုံဆိုတာအစော်ဦးကိုကိုဘတာကိုဆောက်ရတယ်ဂရင်စက်ကရိယာအစော်ကိုကိုယ့်အကူဝယ်ရတယ်တထေးဆေးရုံမှုတထေးတွေတော်တက်တာတွားကူတာပါတဲ့ပြည်သူဆေးရုံဆိုတာအများတိုင်းပြည်သူဆေးရုံဖြစ်ပါတယ်တဲ့အစိုးရအခွန်ကဝယ်နေတဲ့ပစ္စည်းတွေများဒါပြည်သူတွေလူသားတာရှိရင်လူနာဆေးရုံနဲ့လူသားတာတွေရှိတယ်တဲ့အဲ့တော့အမအေးအဲ့ကိစ္စကတော့လားချုံမှရှိတဲ့တပုံလက်အောက်မှာနေကျင်တဲ့ပြည်သူလူထုတွေပြောရဲလားလို့နော်အဲ့ဒါလေးပဲအမမေးလိုက်ပါကျွန်တော်သတင်းပေးတာပါနော် အဲလာကြောမှာဘာမှစီးပွားရေးလောက်ကန်စားတော့လို့မရဘူးလောင်းကစားယုံတွေဖာယုံတွေနော်အဲအဲ့လိုမျိုးဟာတွေပဲရှိတယ်အဲ့တော့တဘုံလက်အောက်မှာနေခြင်းနဲ့လို့တဘုံလက်အောက်မှာမနေခြင်းနဲ့လာကြောမှာရှိနေတဲ့ပြည်သူလူထုတရားမှာ85ရာခိုင်နှုန်းပြည်သူလူထုကဟိုလုံးဝဟိုတဘုံအောက်မှာပေါ့နော်တဘုံအောက်မှာမနေခြင်းပါဘူးနော်အဲ့ဒါကိုအဲစစ်တပ်လာဆန္ဒပြလို့ဘာလို့ညာလို့ဆိုတာအဲ့ဒါလောက်ကျန်ပြီးတော့ဟိုဖြစ်တာပါပေါ့နော်ကုလဘုံရဲ့ရေးတဲ့မင်္ဂလာပါအခုကျွန်တော်ပို့တာနိုင်ငံတော်အကြီးအကဲနှားတိအောင်ပြောပေးပါရစေအဲ့ဒါကလက်ရှိမကွေးတိုင်းမင်းဦးခရိုင်ပွင့်လူမျိုးမှာရေစကန်းရဲ့ခွင့်ပြုချက်ဖြင့်ចောင်း ကျောင်းတော်ရာကြောက်ကုန်းနှံရွာကြားမှာလေလေးကောင်ချင်းကြက်ဝိုင်းမကွေးမင်းဘူးပွင့်ပြူဆက်သွဲထားသောလမ်းရှိလမ်းပေးကြီးကန္တာကြီးကျေးရွာတွင်လေးကောင်ချင်းဝိုင်းကြက်ဝိုင်းပွင့်ပြူဝါတနှင့်ဤကလေးရှိမုံမြင့်အုပ်စုတမောအင်းကျေးရွာတွင်လည်းပြုလုပ်လျက်ရှိပါတယ်တဲ့ပြည်သူများသိရချီပြီးအဆုံးရှုံးနေကြပါပြီတဲ့ပြည်သူများကိုတနာသောအားဖြင့်နဲ့သက်ဆိုင်ရာအထက်လူကြီးများသိစေရန်တဆင့်ပြောပေးစေလိုပါတယ်အဲ့တော့ပြည်သူတွေလည်းမကစားကြနဲ့ပေါ့နော်နောက်တစ်ခုကမင်္ဂလာပါကိုပေါင်းရေးတဲ့ရန်ကုန်မြို့တိတိမင်္ဂလာဈေးတင်မှာလူမိုက်ကြော်ကြီးနဲ့အဖွဲ့ကကောင်းကောင်းကောင်းဝယ်လောက်ကန်စားတောင်းနေတဲ့ ။ဘရားပန်းနေစီစီကပန်းချင်းတစ်ချင်းကို3000ကနေ2000ကျပ်အထိမိုက်ကြီးခွဲတောင်းယူနေတာကိုတက်ဆိုင်ရာတာဝန်သိသူများတိအောင်တင်ပြပေးစေချင်ပါတယ်။ခက်ပြက်လို့အလောက်ကန်တွေရှားပါနေရတဲ့ထဲသူတို့တွေကပြည်သူလူထုအပေါ်အကျိုးမပြုဘဲမိုက်ကြီးခွဲနေကြတယ်။မန္တလေးကလူမိုက်တွေရဲ့ချီးကိုကျွေးရမယ်။နောက်ပြီးဈေးတာဝန်ကစီပင်အခွင့်နဲ့လည်းပူပေါင်းထားပုံရတယ်။ဈေးရတီကမှမနက်3နာရီလောက်ကလေးကအေးကြီးပြက်ခံပြီးဈေးရောင်းနေရတာကိုသူတို့ကမနက်6နာရီလောက်ဆိုအစင်းသင့်လာပြီးမိုက်ကြီးခွဲတယ်လူမိုက်ကြီးတောင်းတယ်ဈေးရောင်းမကောင်းလို့ရှော့ပေးရင်လည်းချိန်မောင်းပြောဆိုတယ်တဲ့။ပြတင်ပြ ပြောင်းတင်တာပြေးစေချင်ပါလေဈေးသက်တွေအများကြီးပါလေသူတို့ကလူအုပ်လိုက်မိုက်ကြီးခွဲနေကြတော့ဈေးသက်တွေခင်ဗျာမပြောရဲဘူးလေမတရားတာတွေတွေ့နေရတော့အမှန်တရားကိုတန်ဖိုးတာလေးစားတတ်တယ်ကိုဘုံကိုတတိယလိုအကျိုးကြောင်းလေးပြောပြတာပါလေထာဝရတန်ဖိုးတာလေးစားပါလေကိုဘုံကြီးအမိတက်မတော်သားများဘေးကင်းလုံခြုံစွာတိုင်းပြည်တော်ဝန်ထမ်းဆောင်နိုင်ကြပါလေတဲ့နော် ပြည်ထောင်စုဈေးတစ်ခုလုံးမှာကောင်းရောင်းကောင်းဝယ်လှူစားနေကြတဲ့ပြည်သူဟာလူမိုက်မျက်နှာကိုကြည့်ပြီးလှူစားနေကြရတာတဲ့သူတို့မလို့ရင်မလို့တို့ဝိုင်းရိုက်ကြတဲ့ကိုကိုနဲ့မတင်တဲ့လို့သက်ဆိုင်ရာကိုမတိုင်ရဲကြဘူးတဲ့ဒါကြောင့်ကိုကိုအနေနဲ့ကူညီလို့ရတဲ့သက်ဆိုင်ရာတာဝန်သည့်တာဝန်ရှိတဲ့ပြည်သူတွေကိုတင်ပြပေးစေပေးစေချင်လို့ပါတယ်တဲ့မြင်းညာမျိုးကြီးတောင်ဘက်တွင်မြင်းညာမျိုးနဲ့ဆက်ဆက်လျက်ရှိသောစက်မှုစုံတွေနဲ့ PDM များအများတစေဝင်ထွက်လျက်ရှိပြီးမကြာခဏဆိုသလိုပင်သူတို့မတင်လာတဲ့သူများကိုဒဏ္ဍာရီကောင်းစီတက်က ဝင်ရောက်ဖမ်းဆီးလျက်ရှိတဲ့မြင်းညာပတ်ကြလဲတွင် PDN ဝိုင်းရိုင်းလျက်ရှိသည့်အပြင်မျိုးလဲတွင်လည်းစိတ်ဝင်နေတယ်တဲ့ယခုအနေအထားအတိုင်းဆက်လက်သွားပြီဆိုပါကခမရဆန္ဒတက်နဲ့မြင်းညာမျိုးအတွက်မကြခင်အနေရရှိလာနိုင်သည့်အတွက်အထက်အကြီးအကဲများအစင်းစင်းနဲ့နာဇာကဝန်ကြီးချုပ်ကြီးသိရှိပြီးကြိုတင်၍လက်ဦးမှုရယူကအမြင့်ပြချေမုန်းရှင်လင်းတုတ်တင်နိုင်ရန်ရိုသေလေးသားစွာတင်ပြအပ်ပါတယ်ခမရတဲ့ စင်ကြိုင်မျိုးနဲ့စွန်ရဲအင်းရွာကအုတ်ကြီးဦးဝင်းကျော်ပါတဲ့တူသားဖုံးမြင့်ကျော်ခစတိကရွေးကောက်ပွဲကော်မရှင်ရုံးကစီရီယံလုတ်ထားတာပါတဲ့ရွာမှာသူ့အဖေအားကုန်းနဲ့လူတော်တော်များများကိုရိုက်ခွဲထားပါတယ်သူ့အဖေဦးဝင်းကျော်ကတက်ကထုတ်ပေးထားတဲ့တနတ်နဲ့သူနဲ့မကျင်းတတ်တဲ့သူတိုင်းကိုချိန်ချောက်ပါတယ်တားဖြစ်သူစီရီယံတယောက်ကိုလည်းသူ့အာဏာနဲ့ရွာမှာထားပြီးစီရီယံတားဖြစ်သူကအချမ်းဖက်အဖွဲ့နဲ့ပတ်သက်လို့မြို့နယ်ကစာထုတ်တာကိုစင်ကြိုင်ရဲစခန်းမှာရဲတွေနဲ့ပိုင်တော့ဖုံးပြထားပါတယ်ရုပ်စွာအစုံဦးဝင်းကျော်ကသူ့ခေါ်ခိုင်းတဲ့ပယံသမားကိုလှုပ်အားက လုံအားခစကားများတာနဲ့ပတ်သက်ပြီးတနက်နဲ့ထုတ်ချိန်လို့အလို့သမားလေးအမေကရှ िख ိုးပြီးတောင်းပန်ခဲ့ရပါတယ်တဲ့အဲ့ရွာမှာစုံစမ်းရင်ကျွန်တော်ပြောတာတက်ပိုသိနိုင်ပါတယ်တဲ့ဘာလို့အခုညတောင်းရလဲဆိုအဲ့ရွာနားမှာတက်တွေလည်းရှိပါတယ်ចောင်းသားတွေလည်းမြဲလာပါတယ်အဲ့လိုဖေကရွာလူကြီးတနက်အားကိုနဲ့သားကစီဒီယန်လုပ်ပြီးအကြမ်းဖက်နဲ့ပတ်သက်လို့စာထုတ်ခံထားရတာကိုပုတ်ကြီးအစိမ့်နဲ့ဖုံးပြထားတာကအဲ့ရွာပတ်ဝန်းကျင်ကတက်တွေရောအင်မတန်မှစိုးရိမ်ရပါတယ်ဗျာတဲ့ကျွန်တော်ကတိတိလောက်ပဲပြောပြတာရွာမှာစုံစမ်းရင်ကျွန်တော်ထက်ကျွန်တော်ပြောတာတက်အများကြီးပိုသိနိုင်ပါတယ်တဲ့ကျွန်တော်တိလိုက်တာကစီဒီယန်လုပ်ထားတဲ့ဘယ်သူမှမဆိုအုပ်ချုပ်တဲ့ ကိုအုပ်ချုပ်တဲ့နေရာမှာလာနေအထက်ကိုတင်ပြရမှာအုပ်ကြီးတာဝန်မဟုတ်ဘူးလားဒါအခုသားဆိုတော့လေဖုံးပြထားတယ်တဲ့ကိုဖုံးတို့ကြအများကြီးကြောက်ရောက်လို့အခုကြီးတောင်းရပါတယ်တဲ့နော်စလင်းတို့နဲ့မြေနူကျွန်းရအကြံဖက် PDF များအရင်ကတည်းကပုံများနာတွေ့ရတယ်တဲ့လူရင်အားစုနေတယ်လို့သတင်းရတယ်နောက်ထပ်ရောက်လာကြတဲ့အကြံဖက် PDF များကစိတ်ပြုံမြို့နဲ့လမ်းစကန်ပိုင်းအတွင်းရှိခြေရွာများမှာအကြံဖက် PDF များလို့သတင်းရတယ်မြေနူကျွန်းရခြေရွာများအတွင်းမှာ အများကြီးပါတဲ့တိန်ချင်းတော့မပြောပါဘူးလေရွာရဲ့မြောက်ဘက်ခြံလေးထဲမှာလည်းအိမ်တွေမှာလည်းအများကြီးရှိနေတယ်တဲ့လူရင်အားတွေစုနေပုံရတယ်တခုခုတော့လုံးတော့မယ်လို့တင်မိပါတယ်စလင်းမြို့မှာရှိတဲ့နေမြေရှင်လေးအဖွဲ့တွေတည်တည်ချင်ပါတယ်မကွေးတိုင်းမူကြီးတည်ပါစီဘာဆက်လုပ်ရမယ်ဆိုတာကတော့လူချင်းမင်းတို့ဆုံးဖြတ်ပါအမြန်ဆုံးဆောင်ရွက်စေချင်ပါတယ်တဲ့နော်မြမာပြည်လည်းအမြန်ဆုံးချင်းချင်ပါစီရှေးတန်းရောက်နေတဲ့တက်မလို့သားတွေဘေးရန်နေခဲ့ချင်းပြီးနောက်တန်းကမိသားစုနဲ့အမြန်ဆုံးပြန်လေပေါက်ဆက်နိုင်ပါသည်ကျွန်တော်လည်းဒီရက်ပိုင်းမှာငါပိတ်တာ200ပေါ့နော်ဒါတော့ညာ YouTube မှာထည့်ပြောမယ်ငါပိတ်တာ200အများကြီးတော့ကျွန်တော်အလူကိစ္စလေးရှိနေလို့ပါနော်